ရောင်းအကောင်လို့အချိုးပြောင်းနေပြီဖြစ်တဲ့ဖက်တီးမအချင်းပေါင်းတဲ့ ပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Egress Diary page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုလိုပူပြင်းလာတဲ့နေရာတွေမှာအစားအသောက်စင်ကြင်မှာဝမ်းပြတနာကိုရှောင်နိုင်မှာဖြစ်ပေမဲ့တနာတဲ့စိတ်အရင်ခံရကနေစလိုက်တဲ့ဇလန်တစ်ခုကအခုခါမှာတော့တနိုင်ငံလုံးပန်းမြို့တော်ဘဝကိုရောက်ဖို့မဝေးတော့တဲ့အခြေအနေကိုဖန်တီးနေကြတာပဲဖြစ်ပါရစေ။မန္တလေးမြို့ရဲ့အထင်ကရဥပိန်တံတားမှာပင်ပင်ပန်းပန်းနဲ့ရောင်းနေတဲ့ဗိုက်ကြီးတဲ့အချင်းပေါင်းတဲ့ကိုလူတွေကတနာကိယနာတပ်ခဲကြတာဖြစ်ပါရစေ။နေပူပူကြီးမှာကဝင်ကြီးရဲမှာနဲ့တနေ့စာတနေ့ရှာစားနေရ တဲ့အဲ့ဒီအချင်းပေါင်းတွေကအကျွေးတွေလည်းရှိရလို့သိရပါတယ်။ ။ဒီအဖြစ်ကိုလူတွေကတနာရင်နဲ့ဝယ်စားကြရတာကနေ marketing scale ကောင်းပြီးတော့ accelerator မကအနုပညာရှင်တွေအထိပါရောက်ကုန်ကြတာဖြစ်ပါတယ်။တနေ့ကိုသိန်း30ပို့ရောင်းရတဲ့အထိရောင်းအားတွေတက်ခဲ့တာပဲဖြစ်ပါတယ်။ပညာတတ်တွေတောင်မှတနေ့ကိုသိန်း30ရှာရဖို့မလွယ်ကူတဲ့ချိန်မှာလမ်းဘေးတံမြားလေးတွေကတနေ့ကိုသိန်း30ပို့အရင်နည်းနည်းနည်းနဲ့ရောင်းနေရတဲ့အတွက်ပညာတတ်နဲ့ပညာမပြီးဆုံးတဲ့သူတွေကြားမှာရံပွဲစကားတွေများနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲဆိုဆိုရောင်းအားကအခုလိုကောင်းဖို့အတွက်ကံညာနဲ့စမ်းစ ုတာလိုသေးတာဖြစ်တဲ့အတွက်ဖတ်တီမားကလည်းသူမရဲ့ဘဝမှာအခွင့်အရေးကြီးတစ်ခုနဲ့ကြုံကြိုက်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဖတ်တီမားရဲ့အချင်းပေါင်းကတွေ့တူတူတူမဟုတ်တဲ့တာမန်အချင်းပေါင်းလေးတစ်ခုပါ။တမယာသည်အခွန်ချုပ်ကပဇွန်ကြောင်းမုံနိုင်နိုင်နဲ့ငပိငရုတ်သည်များများထည့်ပြီးရောနေထားတဲ့အချင်းပေါင်းဖြစ်ပါတယ်။ဒါပေမဲ့လူအများရဲ့အကြိုက်နဲ့တူပြီးခရီးစည်းကြောင်းတစ်ခုကိုထရန်ဖြစ်သွားတဲ့အခါမှာသူမရဲ့အချင်းပေါင်းကိုကချင်ပြည်နယ်ကလူတွေကလည်းလေရင်နဲ့မှာစားကြသလိုပြည်ပကလူတွေကလည်းလေကြောင်းလိုင်းတွေကနေတယ်စားကြတဲ့အထိ နာမည်ကြီးသွားခဲ့တာပဲဖြစ်ပါတယ်။ ဖတိမရဲ့အချိန်မောင်းရောင်းတဲ့နေရာဟာအစကဥပိန်တရားပေါ်မှာဖြစ်ပေမယ့်နာမည်ကြီးလာတဲ့ခါမှာတရားအောက်ဆင်းပြီးရောင်းရတယ်လို့အခုခါမှာလည်းဖုန်ကြီးချောင်းဝင်းထဲတီရွှေကရောင်းခဲ့ရပြီဖြစ်ပါတယ်။အကျွေးတွေလည်းကြေးတလောက်ရှိပြီဖြစ်ပြီးတော့အခုချိန်မှာတော့အမျက်တွေသာကြံတော့မဲ့ဖတိမရဲ့အချိန်ပေါင်းစီပွားရေးကတနေ့တခြားရောင်းအားတက်လာတဲ့ခါမှာအရင်နဲ့မတူတော့တဲ့အချိုးတွေပြောင်းလဲလာတယ်လို့လူအများကဝေဖန်လာခဲ့ကြပြန်တာဖြစ်ပါတယ်။အကြောင်းရင်းမှာတော့ဖတိမရဲ့အချင်းမောင်ရောင်းတဲ့နေရာနာမှာလူတွေစုပြုံလာရင်ဈေးဝယ်တွေကိုအော်ဟစ်ပြောဆို ငိုယိုပြီးတော့ကြမ်းတမ်းတဲ့စကားတွေပြောဆိုတတ်တဲ့ဗီဒီယိုဖိုင်တွေကြောင့်လူအများကတော့ဖတ်တီမကိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။တပတ်ကကြည့်ပြန်ရင်လည်းကိုဝင်အရင်မကြီးနဲ့အုံနေရဲ့လူအုပ်ကြီးကြောင့်စိတ်နှောက်ရှက်ဖြစ်ပြီးတော့အခုလိုပြောဆိုနေရဖြစ်နိုင်ပါတယ်။ကိုဝင်ဆောင်တွေဟာတာမန်မျိုးသမီးတွေထက်စိတ်အတက်ကြမြန်ပြီးဟော်မုန်းဓာတ်အပြောင်းလဲများတာကြောင့်အိမ်သားနဲ့ပတ်ဝန်းကျင်ကအမြဲအရေးတကြီးကြီးနဲ့အဆောင်ရှောက်ကြည့်ရှုပေးရတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့သူမတို့လိုမျိုးတစ်နေ့လုံးမတစ်နေ့စားရတဲ့ဘဝတွေအတွက်တော့လူရွနေဖို့အချိန်မရှိတဲ့အတွက်အခု လိုတွေလောက်ကင်နေရတာဖြစ်ပါတယ်။ပေါ်ပင်မှာပျော်ရွှင်ကြပေမဲ့အတိုင်းထက်လွန်ဖြစ်ရင်ဘယ်အရာမှမကောင်းတာကြောင့်ပတ်စံလာပေးရသူတွေကိုတောင်းထပြန်စိတ်ဆိုးနေရတဲ့အထိအချိုးတွေပြောင်းနေရတဲ့ဖက်တီးမရဲ့အချင်းပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်